အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Pantra Burma ပဲဖြစ်ပါတယ် Pantra Burma ဘလို့ဖြစ်လာလဲဥပမာမင်းနဲ့ Pantra Burma တို့ဘလို့တော်ဆက်ကြတယ်လဲဆိုတာတဲ့ဘလို့ကွဲကွာသွားတယ်ဥပမာနဲ့ Pantra တို့အသိပွားကဘလို့စူတောင်းခဲ့ကြတယ်ဥပမာမင်းက Pantra ပြည်ကိုဘလို့တင်းပိုက်လိုက် ခဲ့တယ်ဗန်ဒရာဗီယမဘလို့အဆုံးသက်သွားလဲဆိုတာတွေကို preview ထဲမှာပြင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်လည်း degree လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့မြတ်တာရက်ခံပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးရင် subscribe လေးလုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါမယ်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ video လေးကိုစလိုက်ကြရအောင်ဗန်ဒရာဗီယမကိုကျသိပြီးပြင်စုနှတ်တမဝနဲ့မဲရောဆန္ဒမှုကိကဝီပွားခဲ့တာဖြစ်ပါတယ်တနည်းတော့အခါမှာ ယတိပြင်ပင်ဆုနတမဝါရဲ့အမိဖုရားဆန္ဒမုတ်ကြီးကသူ၏တမိတော်ဝေဒနုံမင်းသမီးလေးနဲ့အတူတာမန်ရက်သူအနေဖြင့်ပုပ်ပါတို့ခီးနှင်လာခဲ့ပါတော့တယ်။လန်ခီးမှာပဲခီးပန်းသောကြောင့်အပင်ကြီးတပင်အောက်တွင်ခိတခဏနားနေရန် ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲကမဝတီပြည့်ရှင်ဘရင်မင်းကြီးကတောလေထွက်ရာမှ အပင်အောက်တွင် နားနေနေသောဆန္ဒမုတ်ကြီးနဲ့တွေ့ဆုံခဲ့ပါတော့တယ်။ မောဝန်ဒီပြန်ကြီးကစန္ဒမှုကြီးကိုအကျိုးအကြောင်းမင်းများမြီကမာဒီနေမီတော်တို့ဟောဆောင်သွားပါတော့တယ်။ဘယံကြီးကစန္ဒမှုကြီးကိုချစ်ကြိုက်သွားသဖြင့်ပြပလိဒေဝီဘွဲ့ပေးပြီးတော့ကမောနီပြေမှာမိပြအဖြစ်တင်မြောင်းလိုက်ပါတော့တယ်။သူနဲ့ပါလာတော့ဒိတ်တုံမန်နမင်းလေးကိုလည်းသူဤတမီအရန်လင်းလိုချစ်ခင်ခဲ့ပါတယ်။ဒိတ်တုံမန်နမင်းလေးနဲ့ကစားပေါ်ကစားပတ်မိဦးလေးတည်လေ မင်းသမီးလေးရဲ့အထင်းတော်အဖြစ်ခန့်အပ်ခဲ့ပါတော့တယ်။ဓမ္မဝတိဘရင်ကြီးမှာနောင်မွေဆက်ခံသူမရှိသောကြောင့်ဒိတ်တုံမင်းသမီးလေးကိုနောင်မွေအဖြစ်နေရာထားစေခဲ့ပါတယ်။ဓမ္မဝတိပြည်သည်အရှင်ကပြည်လူမျိုးတို့နေထိုင်ရာရင်းလွင်ပြင်ဒေသလေးဖြစ်ပါတယ်။ဒိတ်တုံမင်းသမီးလေးကိုအဝေးဆက်ခံပြီးရဲ့နောက်ကနေစပြီးတော့ရှင်လွင်ပြန်ဖို့ဒိတ်တုံမျိုးကိုလည်းခေါ်ဆောင်ခဲ့ပါတယ်။ဓမ္မဝတိမင်းကြီးမှာ လေသာအားထားကိုးကွယ်နေသောယတဲ့ကြီးတပါးလည်းရှိပါတယ်။အဲ့ဒီယတဲ့ကြီးကသေဒနုံမန္တမီလေးကိုကတ္တပမြတ်ရှင်လက်ထက်တော်ကာလတုန်းကမန်ထွာစုကိုတောင်းကြဲတော်သူဖြစ်သောကြောင့်ယဉ်လွင်မြင်တဲ့ပေဒနုံရုပ်ကိုပန်ထွာအမိဖြင့်အုပ်ချုပ်ရပြီလေမြည်ဟုမိန်ကြားခဲ့ပါတယ်။အဲ့လိုမိန်ကြားပြီးတဲ့နောက်မှာပေဒနုံမန္တမီလေးကိုပန်ထွာဟုလည်းအမိတွင်သွားစေခဲ့ပါတယ်။ကမ္မဝတိဘင်ကြီးက ပန်ချွာတပြီလုံးနဲ့ပန်ချွာမင်းသမီးလေးကိုလည်းစစ်ပြညာတင် जा စေခဲ့ပါသေးတယ်။ကမ္မဝတီမင်းကြီးမှာ အားကိုးရတဲ့တမူလီနန္ဒာလည်းရှိပါတယ်။ဘယင်ကြီးကသူတမီတော်ကို လုံခြုံစေရန်အတွက်အုတ်ညိုရုပ်ကိုနှစ်ထပ်ဤဆောက်စေခဲ့ပါသေးတယ်။ဘိဒနုံမြို့တောင်ပတ်ချမ်းသွန်း ဖက်ရံပြီးစီစဉ်နေသောရံပဲချောင်းကြီးတို့ရှိပါတယ်။ဘူချောင်းကြီးသည်ရေစီးကောင်းတော်လဲဥပြင်းသောနွေရည်ရောက်လာတဲ့အခါမှာတော့ရင်ချောင်းတဲသို့စီးဝင်ပြီးရေများခန့်ချောက်ရောနေသွားပါတော့တယ်။အဲဒါကြောင့်ရံပဲချောင်းမှရေများသည်ရင်ချောင်းတဲသို့အကုန်စီးဝင်သွားခြင်းမရှိရလျောင်းဆယ်များကိုလည်းတိဆောက်ခဲ့ကြပါသေးတယ်။ ်စဲရီဆောက်ရတဲ့ရွေချက်ကတော့ရေနဲချိန်တွင်ရန်သူများဝင်ရောက်တိုက်ခိုက်လာစဉ်ရန်သူတွေရဲ့အကြံကိုကောက်ကွယ်နိုင်ရန်အတွက်ဖြစ်ပါတယ်အဲလိုစဲရီဆောက်ထားတဲ့အတွက်ကြောင့်ရန်သူတွေဝင်ရောက်တိုက်ခိုက်လာလဲအတုလာစီကြီးကိုတိုက်ခတ်၍စဲရကောင်းများကိုဖွင့်ပြီးရန်သူတွေကိုစဲသွင်းရှိရေစင်းနေအတူရောပါသွားရန်လဲဖြစ်ပါတယ်အဲဒီနောက်မှာပန်ချွာမင်းသမီးလေးကို ေတာဖြစ်လုပ်ငန်းတွေကိုလည်းလည်လာတင်စေခဲ့ပါတယ်။ဤတဲ့နောက်မှာဇကန်းပညာကိုလည်းသင်ယူစေခဲ့ပါသေးတယ်။ဤတဲ့နောက်မှာတန်ထွပြည်ရဲ့ဝန်ွယ်စည်းစဲမှုလေးဤရှိနားလည်နိုင်အောင်ကျန်းကားတွေအကြောင်းကိုလည်းလည်လာတင်စေခဲ့ပါတယ်။ဒီလိုနဲ့အချင်းတွေဟာတွေ့ရွေ့နဲ့အုံဆုံးလာပါတော့တယ်။အနည်းတော့အခါမှာ ဓမ္မဒီပင်ကြီးကရုတ်တရက်နာမကျန်းဖြစ်တော်မူခဲ့ပါတယ်။ဘင်းမင်းမြတ်ကသူစိကနေသောဗာယတိအားပင့်ခေါ်စေရန်စိတ်ခိုင်းခဲ့ပါတယ်။ဗာယတိရောက်လာနေနဲ့ဝန်ထွာမင်းသမီးလေးကိုမွေးစားဖို့ဗာယတိထံရှောက်ထားခဲ့ပါတယ်။ထို့နောက်ဘင်းမင်းမြတ်သည်ပြင်းထန်သောယောဂများကနှိပ်စက်သောကြောင့်နေရွာဆန်ကံတော်ကုန်ခဲ့ရပါတော့သည်။ကမ္မဝတိဘင်းကြီးမရှိတဲ့နောက်ပိုင်းမှာဘိတ်တနိုးတွင် ပန်ချွာမင်းသမီးလေးလီဗျာမဖြစ်လာခဲ့ပါတော့တယ်ပန်ချွာဗျာမသည်နတ်တက်ပြီးရွှေရောင်တော်ပြားကိုလည်းတီထားကိုးခွယ်ခဲ့ပါသေးတယ်အဖက်တိုင်းမှာလည်းသုတ္တဘောင်မင်းသားလေးရှိပါတယ်သုတ္တဘောင်မင်းသားလေးသည်ယတိမြေကိုအုပ်စိုးသောမဟာတမဝအရင်နှစ်ဗေဒာယီတို့မှဖွားမြင်သောသားကလေးဖြစ်ပါတယ်သုတ္တဘောင်မင်းသားလေးရဲ့ခမဲတော်မဟာတမဝမြင့်ကြီးနဲ့ပန်ထရာမင်းသမီးလေးရဲ့ မဲတော့ဆူလသမောဝနင်းကြီးတို့နီမွားညီကိုများဖြစ်ကြပါတယ်အဲဒါကြောင့်ပန်ချွာနဲ့တွေ့ပေါင်းဒီမောင်နှမတော်ဝန်ကွယ်တော်ဆက်ပါတယ်မဟာသမဝါတို့အမွန်ညောက်ဘယ်ကနေဘလို့ကြောက်လာခဲ့တယ်စနခုမိနဲ့ဘလို့တွေ့ခဲ့တယ်မျက်စိနှကွယ်ဘလို့အလင်းမြင်ခဲ့တယ်မိသားစုတို့နဲ့ဘလို့တွေ့ခဲ့တယ်မင်းဘလို့ဖြစ်ခဲ့တယ်ဆိုတော့အเจ้าကအသေးစိတ်ကိုသိရှိခြင်းနဲ့ဆိုရင်တော့ ီဗီဒီယိုလေးကိုခဏခဏရက်ပြီးတော့ကျွန်တော်ရဲ့ comment မှာဒီအကြောင်းအရာလေးကိုသိရှိကြမှာလေလို့ရေးခဲ့ပေးခဲ့ရုံပါပဲအဲ့ဒါဆိုရင်တော့ကျွန်တော်အသေးစိတ်သင်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဆက်လက်သွားလိုက်ကြရအောင်မအောင်တို့နှစ်ယောက်တပင်းစီ ဖြစ်နေရလဲဆိုတာကိုမဟာတမောနန္ဒချင်းကပဲကျွန်တော်တို့စတင်ပြောလိုက်ကြရအောင် မဟာတမောကဒီတိတ်ကြီးကို ဂီနာဂီမီပြားနဲ့သူစီနံဆိုးဆန်ခဲ့ပါတယ်။ဇူလသမောဝသည်မဟာသမောဝရဲ့အမွမ်းကြီးကိုဖြစ်သောကြောင့်မဟာသမောဝနန်းသက်ချိန်မှာပဲဇူလသမောဝကိုအရှိဆန်အရာဖြစ်တရားထားခဲ့ပါတယ်။ဇူလသမောဝတွင်လည်းချစ်ရသောကြင်ရသောဆန္ဒမှုကြီးရှိပါတယ်။သူတို့နှစ်ယောက်ကလည်းအလွန်ပဲချစ်ကြပါတယ်။စင်ရဲ့အသူ ချမ်းသာအသူအေးသူပုဂံမြအသူတို့ကနေတိုင်းကြမယ်ဝေးလေဂရိစကားတွေပြီးခဲ့ကြပါသေးတယ်ဒီလိုနဲ့သူတို့နှစ်ယောက်မှာဗိတနုံမင်းသမီးလေးကိုအားမြင်ခဲ့ပါတယ်ဗိတနုံမင်းသမီးလေးတိတဆအရွယ်မရောက်ခင်မှာပဲကိုရောမဟာတမဝမြင့်ကြီးကနှစ်ယောက်ဆံကန်တော်ကုန်ခဲ့ပါတော့တယ်ကိုချင်းတွင်မဟာတမဝမြင့်ကြီးမိဖုရားဘေးသာကြီးမှာသူတပောင်ချစ်လာမဲ့ ဒါတော့လေကိုကိုဝင်သုံးလအဖြစ်ဟာခဲ့ရတော့ချိန်နေလဲဖြစ်ခဲ့ပါတယ်။ဤလိုနဲ့နန်းတို့ရဲ့ထုံးစံအတိုင်းပဲမရှိစားညီရောဇူလတမဝကမင်းဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီလိုဇူလတမဝမင်းဖြစ်လာပြီးတဲ့နောက်မှာသူ위ကျင်ရသောစနမုခီကိုမိဖုရားတင်မြောက်ခြင်းမပြုဘဲဝိသားကြီးကိုသာမိဖုရားကောင်းကြီးအဖြစ်ဆက်လက်တင်မြောက်ခဲ့ပါတယ်။အဲ့ဒါကြောင့်မဲ့စနမုခီကစိတ်နာကြီးစွာဖြင့် ဘိဒနောမင်းသမီးလေးကိုဘိုက်ကရတိပြေမှထွက်လာခဲ့ပါတော့တယ်။အဲဒီလိုနဲ့ကျွန်တော်ဗီဒီယိုအစမှပြောခဲ့တဲ့အတိုင်းပဲကမ္ဘောဒီးမင်းကြီးနဲ့တွေ့ဆုံခဲ့တာပေါ့ဗျာ။ဒီအကြောင်းတွေကိုပန်ထရမ်အရင်ရောက်လာတဲ့အခါမှာအသင်းမေတော်ကြောင့်မေတော်ဆန္ဒမှုခီလည်းပြောပြလိုက်ရပါတော့တယ်။ပန်ချွန်ဒီဒုဒဘောင်ကိုခါခါတီတီမောင်းပါတဲ့အဲ့ဒီရဲ့ဆန့်ကျင်ဘက်ဒုဒဘောင်ဒီလဲပန်ချွာကိုမြင့်မြတ်နုံနုံချစ်ပါတယ်ငတ်စွာဘရရှင်လက်ထက်တော်ကာလာကို မကားမဲ့နဲ့ဘလုံးမဲ့တော့ရှိကြပါမယ်သူတို့ကသူတို့အရက်မှာရှ िख ိုးကိုွယ်စရာဇေဒီမရှိတဲ့အတွက်ကြောင့်ရှ िख ိုးကိုွယ်ရာမုဆော်ဖျားပြောရလာတဲ့အချိန်မှာမုဆော်ဖျားထံမှမုဆော်ဖျားဇန်တော်နဲ့မိုးရှင်တော်တံများကိုဇေဒီတရန်ပေါင်းမှန်ရောက်ထားသောကြောင့်မုဆော်ဖျားကပြည့်ရခဲ့ပါတယ်အဲ့လိုမုဆော်ဖျားပြည့်ရခံပြီးတဲ့နောက်မှာတော့ငကားမဲနဲ့ဘလုံးမဲတို့ဒီကုံတဲ့ညီနောင်နှစ်ပါးနဲ့တုတ်တက်တာဂီရုနဲ့ ပိုးတောင်တွင်ဇေရင်ပြီးကြပါတယ်။ဘိုးချင်းကာလာတော့ကဒုဒ္ဒဆိုတဲ့ဝိဖို့နဲ့ဝိမာဇနီးမောင်နှံတို့ကြီးပိုးတောင်ရဲ့လည်းနွေကြပါတယ်။မြတ်စွာဘုရားကြွရလာတော်မူခဲ့သည်ကိုသူတို့ဇနီးမောင်နှံတို့မသိလိုက်ကြပါ။ဘုရားရှင်ဂုံဂျေဇုနဲ့ပတ်သက်ငကားမင်းနဲ့ဘလူးမင်းတို့ပြောနိုင်ကြ၍ဂျင်းငိုတတာဖြစ်ပေါ်သဖြင့်ဘုရားရှင်အား ဟူးရောလိုတိဆန္ဒပြင်းပြကြပါတယ်။ဒုအခါမှာတော့ဝေးပိုလေးကရှင်မရင်ဒီတခြင်းမြတ်စွာဘုရားရှင်ကြွလာတော်မူတဲ့အခါဦးဖြစ်အောင်ပူကြရမယ်။သူကကြွလာတဲ့ဆိုတဲ့တရင်ကိုရှင်မဥစွာကြားလင်နဲ့ငါကိုပြောပါ။ငါကရှင်ဥစွာကြားသိငင်နဲ့ရှင်မကိုပြောပါမယ်ဟု တတိကိုပြကြပါနဲ့မြတ်စွာဘုရားဘုရားဖြစ်တော်မူ၍ငါးပါးမြောက်သောအခါ၌ပုံတောင်တို့ဥရိယကျင်းကြွရသောမူခဲ့ပါတဲ့ဘုရားရှင်ကမွေးဖို့နဲ့ဝိမာတို့အလန်းစီအစားရှာထွက်နေကြတဲ့အချိန်မွေးဖို့လေးကြီးမြတ်စွာဘုရားကိုဥစ္စာသိလိုက်ပါတယ်မြတ်စွာဘုရားရှင်အသေးကြီးမြွေးဖို့လေးကြီးလက်မဖတ်ပြောစင်ကြဲသောမြေဆိုင်ကိုကံမြတ်မြတ်စွာဘုရားရှင်ကိုလူတန်းဆက်ကမြည်သည့်ဥမာဘုံကနဲသောကြောင့် အချမ်းလူဝဲထူးထူးခြားခြားမရှိပါဗျာဟုတ်ဆောင်လေးလေးမစောဗျာဒီနဲ့အာဒီဘုံကျင်ခေါင်းကြီးပြောတော်မူပြီးရောချွန်တဲ့ဝေဖို့လေးဒီပြီးထားတော့တနည်းတော့အတိုင်းဝေးမလေးကိုရှာမီစိတ်ကူးတော်လဲမြတ်စွာဘုရားကိုမဖူးမြော်ရသေးဘဲလိုက်လံရှာဖွေနေလျင်မြတ်စွာဘုရားပြန်ကြွလွားမျိုးကိုစိုးရင်တော့ကြောင့်ဖြစ်ပါတယ်ဝိမာန်လေးကိုရှာဖွေလွန်လုပ်တဲ့အချိန်မှာတော့ဝိမာန်လေးဒီ မြတ်စွာဘုရားရှင်ရဲ့အရှိကိုရောက်ရှိလာပါတော့တယ်။ထို့အခါဝေးပုံလေးကိုမြင်သွားတော့အခါမှာသူ့ကိုတရင်မလေးပဲတကူကောင်းဆန်စွာဘုရားရှင်အားလူသားဘူးသောနေရီဟုအသွေးဝင်စွာဝေးဆိုလေးကိုစိတ်အနာကြီးနာသွားပါတော့တယ်။အမုန်းကြီးမုန်းသွားပါတော့တယ်။ဝေးမလေးကဘုရားရှင်အားယိုဒီစွာဥခိုက်ကြတော်လေးရဲ့တခုလိုပဲစူတောင်းလိုက်ပါတော့တယ်။တပည့်တော်မှလည်းစက်တိုင်းဘဝဖြစ်သည်များ၌ ဝေဖွန်အမှုမဖြစ်ရပါလို့ညာဟုတ်ချီတောင်းလိုက်ပါတယ်ထို့သောဝိမာန်လေးစုတောင်းဒီကိုဝေဖွန်လေးချလိုက်ရပါတယ်ဝိမာန်လေးဒီအဖြစ်မှန်ကို မသိတော့ကြောင့်ဒီလိုစုတောင်းရခြင်းဟုတ်ဝေဖွန်လို့မှတ်ယူတာစိတ်သက်သာပါမမဖြစ်ပဲစိတ်တော်သားကြီးကဖြစ်ခွန့်လွတ်တော်မူခဲ့ပါတယ်ဝိဖို့လေးကချစ်တတ်သူနဲ့ဖြစ်ပါတယ်မြတ်ရှင်နဲ့ဖြစ်ပါတယ်ငုနာဟုတ်ဒီအများရာကိုအောင်းနိုင်တည်ဟု ဝိဘုံညုံကြည်ထားပါ။အဲကြောင့်မယ်ဝိမာလေးကအမျက်ထွက်ကစုပန်ဒီကိုခွာတော့ပြီးသူကယခုလိုစုပန်လိုက်ပါလေ။အသူမဖြစ်ရတော့လဲတိုင်းချပြေချဖြစ်စေကမို့အသူပေါက်ဖက်ရပါစေဘုရားဟုစုပန်လိုက်ပါတော့တယ်။မြတ်စွာဘုရားက မောင်တရခစ်နေရဟူသော နိုင်ငံကြီးထွန်းစားခြင်းနဲ့ဝိဘုံဒီရတ္တပေါင်းမြင့်ကြီးကြီးဝိမာန်ဒီဗေဒနုနိုင်ငံတွင် မန္တရာချင်းနီနန္ဒဦးဒီငါဤတရဏာကိုအစဉ်ဆောင်ရှောင်းလည်မြည်ဟုဗျာဒိတ်ထားတော်မူခဲ့ပါသည်ယခုအခါမြတ်စွာဘုရားယာရိတ်တော်နှင့်အညီဝိဘုလိန်သည်ယသိမြို့တွင်တရပောင်မင်းသားဖြစ်လာသည်ဝိမာလင်းမှာဘေဒနိုလ်ဝပန်ထရာမင်းနမီဖြစ်လာပါသည်သူအကြောင်းတွေကြောင့်မန္တဝနီတရပောင်ကို မုန်းနေရခြင်းလည်းဖြစ်ပါသည်သူအချိန်တွင်တရပောင်ကိုမင်းမဖြစ်သေးခင်မြတ်စွာလေးကိုတွေ့ခြင်းတော်လည်း ဝိဒောဆူလတံဘဝနဲ့မေတော်ပေဒာဤတို့စံ့ကျင်ဘက်အလုတ်ကိုမလုံလို့တော့ကြောင့်ညီညီရခြင်းလည်းဖြစ်ပါတယ်။ဤလိုညှော်နဲ့ဆောင်စားနေရင်နေရရက်လာနဲ့တွင်ငါစွာကုံဆုံးသွားပါတော့တယ်။ဥဤတော်ဆူလတံဘဝမင်းကြီးသည်နန်းစည်းစိမ်35နှစ် ခံစားသည့်အချိန်တွင်ငါကဲ့သို့မောင်မိုက်ချင်းရုပ်ဖြင့်ယတိမျိုးတစ်မျိုးလုံးခုနှစ်တန်တန်အမောင်ကျသွားပြီးခုနှစ်ရက်ပြည့်ပြည့်ရဲ့နောက်မှာတော့ဇူလတမဝမင်းကြီးကနင်ရဆံကမောင်ကုန်ခဲ့ရရှာလျော်တယ်ခုနောက်မှာတော့ယရှုမင်းသားဖြစ်တဲ့ဒရဘောင်ဒီယတိမျိုးရဲ့ဌိနန်းကိုစက္ကန်ရလေတော့တယ်ဗာရနာတော်နှင့်တရားတစ်ခုနဲ့ရင်းငလင်ကြီးကြီးစွာလုတ်ခတ်ပါတော့ဘုဒ္ဓောင်ရက်တွင်အင်းကြီးပေါ်ပေါ်လာပါတယ် ဘာဘာငင်းဒီလေဒီမဆောင်းဆောင်းကြီးပေါ့ကျွမ်းလာပါတော့တယ်တဲ့ခစ်တရတဲမြင့်နေရတဲ့ပင်လေကြီးများခန်းချောက်သွားပါတော့တယ်ဘိုးချင်းတွင်ရတိမြို့ထင်းနန်းကိုဆက်ခံသောတရပောင်မင်းသည်ပင်လေကြီးများခန်းချောက်သွားသောနေရာ၌မြို့ကြီးသည်ဆောက်ရန်ဆန္ဒပြပေါ်လာပါတော့တယ်ပညာရှိအမများနဲ့ဒိုင်းမင်ကမင်္ဂလာခါတော်ကိုရွေးချယ်ပြီးတရဏတော်နှင့်တရားတခုနှင့် ဂူလာဇန်တရအနန္တနယ်နှစ်နခတ်16လုံးနေထွက်တပြုတွင်ရေခိယာဆိုသည့်မြို့ကြီးကိုတည်ထောင်တော်မူခဲ့ပါသည်ထိုအချိန်မှာခရစ်တော်မပေါ်မီ443ခုနှစ်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာတရိခိတရာသည်အကြီးဆုံးမျိုးကြီးလည်းဖြစ်ပါတယ်ဘိုးချင်းကတရိခိတရာမြေကိုအနုနာရှိလိုက်ရင်းနေတွေကအခွန်တော်ဆက်တာရပါတယ်ဘိုးထဲတွင်ပန်ထွားပြီးမပါဝင်ပါပန်ထွားမြေသည်သရဘောင် ဘယင်ထံအခွန်ဆက်သကြံလုံးဝမပြုလို့ပါဒုက္ခမှာတော့သတ္တဗောင်ဘယင်ချင်းသည်သူအားကိုးရသောအမတ်ကြီးများဖြစ်တဲ့ပဇင်းဖြူနဲ့ပဇင်းညိုတို့ကိုအခွန်တော်ကောက်ခံရန်ပန်ထွာပြီးဘေဒနုံမျိုးပန်ထွာပြင်မထံသမန်တော်စီလုတ်ခဲ့ပါတယ်ဒုက္ခပန်ထွာပြင်မသည်အခွန်တော်တပြားတစ်ချက်မှမပေးနိုင်လို့ဆိုကသန္ဓမန်တွေကိုနှင်ထုတ်လိုက်ပါတယ်ထို့နောက်ရက်များမကြာမီတွင်သတ္တဗောင်ဘယင်ချင်းသည်ဒုရယချင်း တမန်စင်လွတ်ပြီးရွှေလန်းငွေလန်းဖောက်လို့ကြောင့်တဝန်လာပြေးပို့လိုက်ပါတယ်ထိုအခါမှာတော့ဗန်ချွာဘယ်မှနီးပြီးခံနိုင်စွာမရှိတဲ့ဖြင့်တန်တပံများဖြစ်တဲ့ပဇင်းပြင်းနဲ့ပဇင်းညို့ကိုဒေတာစီရင်စေရမိန့်တော်ချမှတ်လိုက်ပါတယ်ထိုခေတ်အခါတုန်းကအနိုင်နိုင်ငံတရားဥပဒေရတန်တပံများညီမျှစောကားစေကမူကွက်မြတ်ခွင့်မရှိပါဟိုတန်တပံများကိုကွက်မြတ်ခြင်းသည်စစ်ကျင်နာလိုက်တဲ့ သဘောဖြစ်သောကြောင့်သမုကြီးနန္ဒသည်ပန်ထွာဗေမ၏အမိန်ကိုပြန်နိုင်တော်သူမှာဘာယသိသောဟုလာရှိသောကြောင့်ဘာယသိကိုမျက်စိဝိတ်ကြည့်လိုက်သည်ထိုအခါဘာယသိနှင့်အကြည်ချင်းဆုံမိပြီးဘာယသိသဘောပေါက်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဘာယသိသည်သမီးတော်ဒါဇသက်မှာလန်တမန်များကိုတက်ခွင့်မရှိလို့ဒီဒီကြကြဆိုထားပါတယ်ဤသို့ကွံ့မြန်လိုက်မည်ဆိုပါက စစ်ကျင်ညာတာနဲ့အတူတူဖြစ်ပါတယ်စစ်ဖြစ်ရင်ပန်းထွားပြည့်ရဲ့လူတွေတည်ကြည်ရပါမယ်ကြီးရွာတွေမြို့ပြတွေပျက်စီးမယ်အဲ့ဒါတွေကို သမီးတော်ပန်းချွာလိုလန်းသလားဘာရသိကပြောလိုက်ပါတော့တယ်သူကမှတော့ပန်းထွားနေသူ၏အရှိုက်ကိုထိတကယ်တော့ပန်းထွားမြေကြီးမပျက်စီးစေလို့တော့ကြောင့်ပြင်းငန်တံပေးကနှင်ထုံးလိုက်ပါတော့နန္ဒမနှုတ်အနဲ့ပဇင်းညိုသည်မာနကြီးတဲ့ဘင်းမ ပန်ထွာမြေကြီးပြကြစေရမဲဟုယောဂါဆွဲထုတ်ရာတို့လိုက်ပါသွားရပါနေရောတယ်မြို့လင့်ထာဒီအတိုင်းရှက်များမကြမီတွင်တရေခိတ္တရာတကြီးပန်ထွာမြေကိုခြိတက်လာပါတော့တယ်ရံပယ်ချောင်းတစ်ဖက်သို့ရောက်လာပြီးရံပယ်ချောင်းအကူတွင်ပန်ထွာပင်မသည်မဟာသူလ0ဤကိုတစ်ချက်ချင်းထူလိုက်ပါတော့တယ်ဘုခါရေတကောင်းမှုများသည် စီတော်တန်မြကြားသည်နှင့်အပြိုင်နက်ရေတကားများကိုခွင်းချလိုက်ပါတော့တယ်ထိုအခါဆယ်ရက်ရှိလောင်သားသောရေများသည်အရှိန်တို့လှိမ့်ဆန်းလာသောကြောင့်တေခိရသက်ကြီးရှိစတိမြားမြင်းများဆင်းများသည်အန်တော်ကြီးများတန်ကြောင့်အော်အင်းမြည်ဟီမီမျောမာသွားကြရပါတယ်ခြေနှင့်မကောင်းသဖြင့်တေခိရသက်ကြီးသက်ဆုပ်ရနောက်ကြောင်းပြန်လဲပါတော့တယ်တို့တော့ပုံရှုံးနေတော့ဗေဒနုသက်များက စီဗီတက်ခိုက်ကြသဖြင့်အငိုင်းမိကအလူးလဲခံလိုက်ရပါတော့တယ်။တရခိတရာဤမြင့်တန်တာသူဖြစ်သည့်တိတ်တသည်ရေစင်းနှင့်မျောပါသွားပြီးဘေဒနိုဤကန်တဖတ်မှာတင်နေပါတော့တယ်။ဘေဒနိုဤကန်တဖတ်မှာတင်နေသည်ကို မြေသူမှမသိပေ။ထိုအခါကန္နာရှိအဘိုးလင်မယားနှစ်ယောက်သည်တိတ်တကိုမြင်တဲ့အခါမှာတော့ဘယမဓမ္မအဖဲကဲတင်ထားလိုက်ပါတော့တယ်။တိတ်တသည်ဒံယာတက်တာပျောက်ကင်းသွားပြီးမန်ချွာပြည်ဤတရင် နှုတ်ချက်ကိုစုံစမ်းပြီးတေခတိယာကို ပြန်သွားပါတော့တယ်။လူသည်လာသော ရှုတ်ချက်များကိုဒုရဘောင်မင်းကြီးတန်ရှောက်တင်ရနန်းတော်သို့အရင်သွားပါတော့တယ်။ဒုရဘောင်မင်းကြီးတန်ရောက်သည့်နှစ်ရံပဲချောင်းကဘာနှင့်အဘိုးလင်မယားနှောင်မှသူ့ကိုကယ်တင်ခဲ့သည်မှာအစတေခတိယာတို့ရောက်သည့်အထိဖြစ်ကြောင်းဂုံစင်ကိုရှောက်တင်ပါတော့တယ်။ဒီအဖြစ်ပြက်ဒီရှောက်တင်ပြီးတဲ့နောက်မှာတော့ပဇန်ဖြူပဇင်းညုံနဲ့မင်းကြီး ုံးတာတည်တည်လိုကြဆက်လက်လျှောက်ထားပါတော့နဲ့ဘုကာမင်းကြီးသည်မိလာကံကိုဆဲလိုက်ပါတော့နဲ့ခုနောက်သူတို့လဲဥဒါကြံပါတော့နဲ့သိဒ္ဓနီပန်ထွာဤလိုအပ်ချက်ကိုလျှောက်တင်ပါတော့တယ်သိဒ္ဓနီပန်ထွာမြေလိုအပ်ချက်ကိုဤသို့လျှောက်တင်လိုက်ပါလိမှန်လားပါဘုံတော်လွန်လျာကြီးမြတ်တော်မူသောမင်းကြီးဗျာပန်ထွာဗိမရဲ့မဟာသုနာစီတော်ဤတကိုးကြောင့် ရံပဲချောင်းရေရှမ်းတယ်ဆိုတာလုံးဝမဟုတ်ပါမမှန်ကန်ပါဗျာမှန်စင်စစ်ရံပဲချောင်းမှာရေလောင်ကံမလားဖြင့်ရေမြဒုံမိသားသဖြင့်မဟာသုနာဇီရောကြီးတိခတ်တန်းကိုကြားသည်နှင့်ရေတကားများနီးသည်ခွင့်ချလိုက်သောကြောင့်ရေမြအလုံးရင်ဖြင့်စီးဆင်းလာခြင်းသာဖြစ်ကြောင်းရှုပ်တင်လိုက်ပါတော့တယ်သောအခါသောတော်မင်းကြီးသည်တိတ်တ၏ရှုပ်တင်ချက်ကိုများစွာကျဉ်းနှံ့တော်မူသည်ဖြင့် ဆုလက်တော်များဝေဒနာတော်မူလိုက်ပါတော့ညဒီတဲ့င်းကို အပြန်တို့မပေါက်ကြားစေရန်လဲမင်းကြီးကသင်ချက်စွာအမိန်ပေးလိုက်ပါတော့ညတိတ်တထွက်သွားပြီးတဲ့နောက်မှာတော့ပြန်ကြီးပဇန့်ဖြူပဇင်းညုံတို့သုံးပွင့်ဆိုင်ဆွေးနွေးကြပြီးပန်ထွားပြေကိုတိမ့်ပိုက်ပြာချစေမိလို့ချက်အစီအစဉ်ကိုတင်ပြတီကိုမင်းကြီးလက်ခံဝေါ်ကြတော်မူခဲ့ပါသည် တနေ့တည့်ရက်၌ပန်ထွားပြေဘေဒနောမြို့ရှိဘာယနေစီတို့ သူနာဘုံမိမသိဒ္ဓသုသောယဟန်တပါသည်ကပိယနှောင်းနဲ့အတူကြောင်းလာပါတော့နဲ့သူသည်ပန်းထွားမြင်းကြီးဘုံဒသာရဏထုံကားရဲ့အတွက်ရှေ့ရှုပြီးလာခဲ့ခြင်းဖြစ်ပေတယ်လို့ပြောပါတယ်။ဘာယသိသည်ဓမ္မဒုဏအရှင်သိဒ္ဓဤသဲခိုရန်ခွင်းတောင်းခြင်းကိုလက်ခံလိုက်ပြီးသဲခိုခွင့်ပြုလိုက်ပါတော့နဲ့။အရှင်သိဒ္ဓသည်မြင်းဥပိုင်းတွင် ရွှေရောင်တော်မြတ်တို့အဘဲကမြာနှုံးနဲ့တွိုင်းပြီးမျက်နှာစိမ်းအမျိုးသားနှစ်ယောက်နဲ့သုံးတရားဆွေးနွေးတမ်းမြမြတ်တမ်းမြန်ဖြစ်ပါတော့တယ်။ဤဒီကိုအရာဖူးအချို့တွေ့တော်လဲမြည်သူမှတဏှာမဝင်ခဲ့ကြပေ။သူတို့နေတိုင်းတွေ့ဆုံကြသည်ကိုလဲမြည်သူမှမသိကြပေ။နောက်တစ်နေ့နန်းနန်းနှို့ရာကုဆွမ်း က်နေကြဦးဝင်လူဤနမကြီးပျောက်သွားကြောင်းကိုဗာရင်တေအားရှောက်သည်ဒီလိုဖြစ်မျိုးဒီလိုဖြစ်ပြက်မျိုးကို အရင်ကမရှိခဲ့သောကြောင့်ဗာရင်တေအလွန်ပင်အံ့ဩနေပြီးကိုချိန်တွင်အရှင်သိန်းသာဤကပြတ်သူသည်သူဤကိုတော်ပစ္စည်းပျောက်တွေကိုတွတ်ချက်ဘင်းသက်သည်ကိုပြောပါတယ်ရှင်သိန်းသာသည်တွတ်ချက်ဘင်းလိုက်သောအခါပြန်တွေ့သောကြောင့်အရင်ကတည်းကကြည်ညိုလေးသာလာကြပါတော့တယ်ဒီလိုနဲ့ ချက်ကျွဲ့နာမြင့်ပဲပျောက်တီကိုသက်ချက်ပေးတော်မူသောကြောင့်အများကပုံမလေးစားလာကြပါတော့တယ်။နောက်ဆုံးတွင်ဘယမနာတို့ပင်ပောက်ကြားသွားပါတော့တယ်။ဘယမသည်ရဟန်းတော်၏သီလသမာဓိပညာကြီးပုံကိုကြားသိလင်ဖူးမြော်လိုသောဆန္ဒဖြစ်ပေါ်လာပါတော့တယ်။ထို့အခါဘယမသည်သူနာဘုံမိရဟန်းတော်ကိုနန်းတော်တို့ပြင်ရန်တမူကြီးနန္ဒကိုတော်ဝင်ပေးလိုက်ပါတော့တယ်။ ဘာယတိနသူနန်းတော်တို့ဘာယတိနသူနန်းတော်တွင်စံကပ်ပြီးရဟန်းတော်ကစွမ်းအနုမောဒနာတရားတော် ဟောကြားတော်မူပါれ။ရတော်ဟောကြားနေစဉ်ရဟန်းတော်ဤသုနာဘူမိလေတံတန်းတွင်ယူလေတံပါလာသဖြင့်တရားနာနေသောတမူကြီးနန္ဒာတိရဟန်းတော်ကိုသက္ကနမောကြည့်လိုက်မိသည်။ဤသို့ကြည့်လိုက်သည်ကိုရဟန်းတော်ကမြင်လိုက်သည်။ထိုကတမူကြီးနန္ဒာတိတန်လျောက်ဝန်းတော်လဲဘာယတိ ဘယမကြီးကိုယ်တိုင်ယုံကြည်ကိုးကွယ်နေသည့်အတော့ကြောင့်မပြောဝင်ပေတရားဟောပြီးနောက်ဘယမသည်ယဟန်တော်ကို မေကုံမေလျှောက်သည်အရှင်ဘုရားဘေဒနုံမြို့သူမြို့သားညာစီကမတရားခိုးယူသွားတဲ့ပစ္စည်းများကို ပြန်လဲရရှိအောင် အရှင်ဘုရားစွမ်းဆောင်ပေးကြောင်းကြားသိရပါတယ်ဗျာတပည့်တော်တို့ဘန်းသွားမြေကြီးကိုမတရားသိမ်းပိုက်လို့တဲ့ယန္တုများ မကြမ်းစီနိုင်အောင်လဲဆောင်ရွက်ပေးစီလိုပါတယ်ဗျာအခုလျှောက်တင်မှာတော့ ਨੇ ယဟန်တော်ကဖန်တီးပေးနိုင်ပါတယ်ဒါကဘယမဟုပြောလိုက်ပါတယ်ထို့အခါဘယမကဤတို့မိဘုံဖန်တီးပေးမည်ဆိုတာကိုမိန့်တော်မူဟာဗျာဟုပြန်လဲလျှောက်ပြန်လိုက်ပါတော့ ਨੇ ထို့အခါယဟန်တော်ကရတနာ၃ပါးဥဒိဋ္ဌာက၃ရက်တိတိအဋိဋ္ဌံဝင်ပြီးမဟာသုလစီတော်ကြီးကိုတိတ်တိတင်ပေးပါမယ်ဟု ပြောကြပါတော့တယ်ဘုခာဘယင်မမပြောကြမီပညာရှိသက်တော်ရှေးဘိုးဘုံကြီးရေတကားများဆံရဝင်းကြီးတက်မှုကြီးနန္ဒအားလုံးကကန့်ကွက်ကြပါနဲ့လက်မခံဟန်ဖြင့်ဘယင်မလက်မခံဟန်ရှိသဖြင့်တက်မှုကြီးနန္ဒကဘာရတဲ့ကိုကြည်ကခမဲတော်ဘာရတဲ့ရဲ့တဘောတာခံယူချက်ကိုလည်းမင်းမြန်းပါရန်တောင်းမှအပ်ပါလေဟုဘယင်မကိုလျှောက်တင်လိုက်ပါ ဗျံမသည်မမေးလင်မကောင်းဖြစ်တတ်သောကြောင့်ဘာယသိကိုမေးလျှောက်လိုက်ပါတော့တယ်။ဘာယသိကသူနာဘုံမိယဟန်တော်ကိုခမဲတော်လဲယုံကြည်စိတ်ကကိုးကွယ်နေစေပါပဲ။ဒါပေမဲ့ဆိုပြီးဇကားရက်ကယဟန်တော်အားငဲဆောင်ကြည့်ကအာနာဟံဖြင့်ဆက်မပြောသေးပေ။ထို့အခါဗျံမသည်ဘာယသိကသူ၏ဆန္ဒကိုထောက်ခံမိဘုံမပေါ်သောကြောင့် သူလူရောကိုဆွဲကမဟာသုလစီတော်ကြီးကိုတိတ်ကြည့်ပညာအမိန့်တော်ချမှတ်လိုက်ပါတော့တယ်ယဟန်တော်လဲမိမိစန္ဒာနည်းအကွက်တို့ဘယင်မဝင်လာပြီကိုသိသည်နဲ့တိတ်ကြည့်တရားအစီအစဉ်ကိုချက်ချင်းမိန့်တော်မူလိုက်ပါတယ်ကောင်းလေစွာလာမည်လာဇန်ပခနနက်အရုံသက်ချိန်မှစပြီးသုံးရက်တိတိအဋိဋ္ဌံဝင်ပြီးတိတိပြမကျွန်တော်အဋိဋ္ဌံဝင်နေစဉ်မြည်သူမစီရောဆောင်တို့မဝင်ရ ဇီရောဆောင်အနည်းတို့ပင်မတည်ရဇီရောဆောင်အနည်းမှာစောင့်ကြံ့နေတဲ့စစ်တီတော်များကိုလည်းခင်တာရုပ်သိမ်းထားစဉ်လိုတဲ့မိန့်တော်မူလိုက်ပါတယ်သူအခါသမုကြီးနန္ဒသည်မဆိုင်မတော်ပဲစီတော်ကြီးလွန်ကျော်ရင်းနဲ့ဗျံမအားကာကွယ်ရင်းတို့ထားရှိတဲ့စစ်တီတော်များကိုဖယ်ရှားခိုင်းတာတဘောကျိုးမှဟုတ်ပါလိမ့်စားလို့ကျွန်တော်မျိုးတဏှာဝင်မိပါကြောင့်ရှောက်တယ်မှာတော့နဲ့ထိုအခါဗျံမသည်စောကားဝင်လေလာ ဆိုကစိတ်ဆိုးသွားသဖြင့်ပြောလိုက်ကသမုန်ကြီးနန္ဒကို အထင်လွဲသွားပါတော့တယ်။ကဲဗီဒီယိုလဲတအားရှည်သွားမှာ ဆိုတဲ့အတွက်ကြောင့်ဒီဗီဒီယိုကိုဒီမှာပဲခဏခဏရန်နာပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းကိုဆက်သွားလိုက်ကြရအောင်။ဒုတိယပိုင်းမှာဘာတွေဖြစ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကျွန်တော်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဒုတိယပိုင်းဗီဒီယိုလေးကိုလဲဆက်လက်ဆောင်ကြည့်ပေးဖို့ကျွန်တော်မြင့်တာရက်ခံပါတယ်။ တော့ channel လေးကိုလည်း subscribe မလုပ်ရသေးရင် subscribe လေးပေးဖို့ကျွန်တော်တမန်တောင်းဆိုအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ခဏခဏရနာကြရအောင်